ပေါ်တူဂီကိုဖိုင်နယ်ပို့ပေးလိုက်ပြန်တဲ့ဂုတ်ကြီးငါတို့မင်္ဂလာပါပြည့်တက်ကြီးတို့ရေကျွန်တော်တို့ရဲ့ Debate Show Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရော်နယ်ဒူကတော့သူ့လိုအရွယ်တတ်တူကစားသမားတွေကနေပြလောကရဲဝင်ဘောလုံးဝေဖန်ရေးတွေလုပ်နေချိန်မှာရော်နယ်ဒူကတော့ဂိုးတွေကိုအမျိုးတွေလိုသဘောထားပြီးတော့တင်းပြနေစေဖြစ်ပါတယ်။ဘောလုံးသမားတယောက်ဟာအသက်40အရွယ်ကိုရောက်ပြီဆိုရင်အနားယူရတာများပါတယ်။တကယ်လို့အနားမယူသေးဘူးဆိုရင်တောင်မှစော်တီလီပဲဖြစ်ဖြစ်မေဂျာလီပဲဖြစ်ဖြစ်အဲ့ဒီလိုလီတွေမှာအေးဆေးအနားယူရင်းနဲ့ရေးခတ်လေရှိပါတယ် ီလိုအသက်အရွယ်မျိုးမှာနိုင်ငံအသင်းအတွက်ကိုစားပြုကစားခွင့်ရဖို့ဆိုတာကမလွယ်လှပါဘူး။ဘယ်နိုင်ငံကမှလည်းအသက်40လောက်ရှိနေတဲ့ကစားသမားကိုအလွယ်တကူရွေးချယ်သွားမှာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီစကားတွေကရိုနယ်ဒိုအတွက်မဟုတ်ပါဘူး။ရိုနယ်ဒိုဟာအသက်40အရွယ်ရှိနေသည့်တိုင်အောင်နိုင်ငံနဲ့ကလပ်အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ရှိနေသေးဖြစ်ပါလိမ့်။ဒီနေ့မနက်ကစားခဲ့တဲ့ Nation League Semi-final မှာလည်းပေါ်တူဂီတို့ရိုနယ်ဒိုရဲ့အသွင်းကိုကြောင့်ဘောလုံးပွဲကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါလိမ့်။နောက်သေးစလုံးဟာဒီပွဲကိုအလေးထားပြီးတော့အဓိကကစားသမားအစုံအလင်းနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါလိမ့်။ ။အရှင်ဂျာမနီဘက်ကလည်း with concept ကစာနေ campus တို့လိုကစားသမားတွေပါဝင်လာခဲ့တယ်လို့ပေါ်တူဂီဘက်ကလည်း Ronaldo ရဲ့ဥဆောင်မှုနဲ့အတူ Nando, Fernando, Bernardo Silva, Navarro တို့အကုန်လုံးပါဝင်လာခဲ့ပါတယ်။ပထမပိုင်းမှာတော့အရှင်ဂျာမနီဘက်ကပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးတော့အခွင့်အရေးတွေအများပြားရရှိခဲ့ပေမဲ့ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ပေါ်တူဂီအနေနဲ့ပထမပိုင်းမှာရုန်းကန်ခဲ့ရပြီးတော့ဂိုးပေါက်တက်ကန်ချက်ကတချိန်သာရရှိခဲ့တဲ့အထိဆိုးရွားနေခဲ့တာဖြစ်ပါလိမ့် ဒုတိယပိုင်းပြိုင်အစမှာတော့ဂျာမနီဘက်ကဦးဆောင်ကိုစတင်ရရှိသွားခဲ့ပြီးတော့ကင်းမေရဲ့အလိုက်တဲ့မတင်ပေးမှုကို Florian Wiska ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဦးဆောင်ကိုပေးလိုက်ရပြီးတဲ့နောက်ပေါ်တူဂီဘက်ကလည်းပြန်လည်ဖိအားပေးဖို့တောက်လျှောက်ကြိုးစားလာခဲ့ပါတယ်။ဖာလန်တက်ရဲ့ကန်ချက်ရော်နယ်ဒိုရဲ့ခေါင်းတိုက်ချက်တွေကကောင်းမွန်ခဲ့ပေမဲ့ဂိုးရဖို့အထိတော်မလုံလောက်ခဲ့ပါဘူး။ဝါကျင်63မိနစ်မှာတော့ပေါ်တူဂီဘက်ကခြေပါကိုပြန်လဲရရှိသွားခဲ့ပြီးတော့ DS ရဲ့အလိုက်တင်ချပေးမှုကိုကွန်ဆေးဆယ်က ဆွဲပြေးပြီးတော့ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်တော်တော်လေးကောင်းတဲ့ဂိုးဖြစ်ပြီးတော့ကွင်းလေလောက်ကနေပြီးတော့တခါတည်းဆွဲပြေးပြီးဂိုးပေါင်းနဲ့ဂိုင်း28ခိုက်အကွာကနေပြီးတော့ဘဲချီနဲ့အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်ဝါရင်68မိနစ်မှာတော့ပေါ်တူဂီတို့ဥဆောင်ကိုပြန်လဲရရှိခဲ့ပြီးတော့မန်တက်ရဲ့ဖြတ်ချိုးပေးမှုပုံကိုရိုနယ်ဒိုကအလိုက်အသင့်ပိတ်သွင်းသွားခဲ့တာဖြစ်ပါလေ။လက်ကျန်ပွဲချိန်တွေမှာတော့နှစ်သင်းစလုံးအပြန်အလှန်ထိုးဖောက်မှုတွေကိုမြင်တွေ့ခဲ့ရပေမဲ့ဂိုးဖြစ်ပြောင်းလဲနိုင်ခြင်းမရှိတာကြောင့်နှစ်ဂိုးတစ်ဂိုးနဲ့ပဲပေါ်တူဂီတို့ဂျာမနီကိုအနိုင်ယူပြီးတော့ဖိုင်နယ်ထိတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါလေ။ ော်တူဂီအနေနဲ့ဖိုင်နယ်မှာတော့စပိန်နဲ့ပြင်သစ်တို့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကအသင်းနဲ့ကစားသွားရမှာဖြစ်ပါတယ်ဒီပွဲမှာတကိုးသွင်းယူနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာနေရှင်းလီမှာသွင်းကို9ဂိုးထိတွင်ယူထားပြီးတော့ဂိုးသွင်းဘရင်စုအတွက်လည်းထိတ်ဆုံးကနေဦးဆောင်နေပါတယ်။အဆုံးထိကြည်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပေးတင်ရှိပါတယ်ခင်ဗျာ။